မင်္ဂလာပါရှင်မောသားချန်နယ်ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဇင်ဘာလ6ရက်နေ့တွင်စေဝင်စားဝဲကောင်းမဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ဒီစီဇန်လေးမစတင်ခင်မှာတော့မောသားချန်နယ်ကို Subscribe နဲ့ Like and Share လေးလုပ်ပေးပါအောင်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်အကြောင်းအရာကတော့တမရော့စစ်ကြောင်းတွေရဲ့ထိုးစစ်အဟုန်ကြောင့်နိုဝင်ဘာလအတွင်းမှာလက်နက်ကင်အဖွဲ့ဝင် ဘနဲ့ဦးကြဆုံးခဲ့တယ်လဲဆိုတဲ့တရင်အကြောင်းအရာပဲဖြစ်ပါတယ်။တမ်ဘရဆဲကျောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင့်နိုဝင်ဘာလအတွင်းမှာ PDF အဖွဲ့တွေနဲ့တိုင်းဒါလနဲ့ကိုင်အဖွဲ့ဝင်အနေဆုံးရှာနေချီတိုက်ဆုံးခဲ့တယ်လို့သိရပါတယ်။တမ်ဘရဆဲကျောင်းတွေရဲ့အထူးစစ်အရှိန်ကြောင့်နိုဝင်ဘာလအတွင်းမှာရတခနေမီအတွင်းဥယေတရာနာပါကနေမီအတွင်း239ဦးအပါအဝင် PDF နဲ့တိုင်းဒါလနဲ့ကိုင်အဖွဲ့ဝင်အနေဆုံး488ဦးတိုက်ဆုံးခဲ့တယ်လို့ တိုက်ပွဲသတင်းစုံ Telegram Channel ကဖော်ပြထားပါတယ်။အဲ့ဒီကြာဆုံးခဲ့တဲ့လက်နက်ကိုင်အဖွဲ့အစည်းအတွက်ဟာတိုင်းစေရှာမီရဲ့ရုပ်အလောင်းတွေကိုအခြေခံတွက်ချက်တဲ့အစည်းအတွက်သာဖြစ်ပြီးလက်နက်ကိုင်အဖွဲ့တွေကအလောင်းတွေကိုပြန်ဆွဲထားသွားတဲ့အစည်းအတွက်ကိုထည့်သွင်းတွက်ချက်ခြင်းမျိုးမရှိဘူးလို့ဆိုနိုင်ပါတယ်။တိုက်ပွဲသတင်းစုံ Telegram Channel ကနိုဝင်ဘာလတလအတွင်းမှာတော့တက္ကသ PDF အလောင်း480ရှယ်လောက်အရှင်မိ90ရှစ်ဦးအလင်းဝင်139ရှိခဲ့ပြီးတော့ ီဇင်ဘာလအတွင်းအမြင့်မဲ့ရလို့အလဲဝင်ရောက်သူအရေအတွက်ပုံမများပြားနိုင်ပါတယ်။ဒေတာလိုက်ပြန်စီရရင်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေရဲ့ရခိုင်မကွေးနယ်စပ်မှာအေအကျန်းဖက်သမားတွေတမ်းရော်ရဲ့ဒရော့ပုံချတိုက်ခိုင်မှုကြောင့်ထိခိုက်သေးဆုံးမှုများပြားနေပါတယ်။ရခိုင်ပြည်နယ်အတွင်းပိုင်းမှာရှိတဲ့အေအခြေပြုစကန်နေရာတွေကိုလေကြောင်းပုံကျဲတိုက်ခိုင်မှုကလည်းထိရောက်မှုရှိနေပြီးတော့တေဆုံးတရာရှားသူတွေရဲ့အရှိတွက်တွေကိုကြားပြတဲ့တင်းတွေရသိရပါတယ်။ အေအေကောင်းဆောင်ထုံးမြတ်နိုင်အနေနဲ့လေကြောင်းတိုက်ခိုက်ခံရမှုကိုကြောင်ရွတ်စိုးရိမ်နေပြီးတော့နေရအတိအကျမနေထိုင်ရဲပဲပုံရှိုးကွယ်ရှိုးနဲ့ရွှေပြောင်းနေထိုင်ရဲ့ရှိရလို့သိရပါတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်။နွေဘာလတွင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာအရှင်မိခဲ့တဲ့လက်နက်ကင်အဖွဲ့ဝင်အ ਨੇ စုံ58ဦးရှိခဲ့ကအလင်းဝင်သူအရေအတွက်119ရှိခဲ့တယ်လို့သိရပါတယ်။ခဲ့တဲ့အပါအဝင်လက်နက်ကင်အဖွဲ့တွေကိုအားပေးဝန်းရံတဲ့မီဒီယာတွေကတော့ တိုက်ပွဲတွေအတွင် PDF အမေရိကန်လက်နက်ကင်အဖွဲ့ဝင်တွေအတရရတဲ့ပုံစံမျိုးရေးသားဖော်ပြထားပေမယ့်လက်တွေမှာတော့တမ်ရော်စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင်း PDF အဖွဲ့ဝင်တွေအထင်းနာလျက်ရှိနေပြီးတော့၎င်းတို့တရင်တွေက ထွက်ပြေးနှုတ်ထွက်တာ အလင်းဝင်နာတွေပုံမှုများပြားလာခဲ့လို့သိရပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်စစ်စံမှုကြောင့်ကိုကက်လက်နက်ကင်အဖွဲ့ MNDAA နဲ့တအောင်းလက်နက်ကင်အဖွဲ့ TNL တို့ဟာလက်ရှိချိန်မှာနိုင်ငံတော်အစိုးရနဲ့ အပြည့်ခန့်အကျယ်ဆဲခဲ့ရ PDF အမိကန်လက်နေကင်အဖွဲ့တွေပုံမအထင်းနာရွယ်ရှိနေရလို့သုံးသပ်မှုလည်းရှိနေပါတယ်။ထပ်မံတင်ဆက်ပေးမဲ့တဲ့အကြောင်းအရာကတော့2026ခုနှစ်မှာ NUG အဖွဲ့ပြိုကွဲပြည့်စည်မှာလားဆိုတဲ့သတင်းအကြောင်းအရာပဲဖြစ်ပါတယ်။2021ခုနှစ်ကနိုင်ငံရေးအပြောင်းလဲဖြစ်လာခဲ့ပြီးနောက်ပိုင်းပေါ်ပေါက်လာခဲ့တဲ့ NUG အဖွဲ့ဟာလာမယ့်2026ခုနှစ်မှာပြတ်တုံးသွားဝယ်ရှိနေတယ်လို့ခန့်မှန်းသုံးသပ်မှုတွေ ရှိနေပါတယ်။ 2020ခုနှစ်ကနိုင်ငံရေးအပြောင်းအလဲဖြစ်လာခဲ့ပြီးနောက်ပိုင်းနိုင်ငံတော်အစိုးရကိုစန့်ကျင်တိုက်ခိုက်ဖို့ NUG အမည်ရှိရဲ့အစိုးရစန့်ကျင်ရေးအဖွဲ့နဲ့အတူ၎င်းရဲ့လက်အောက်ခံ PDF အဖွဲ့တွေပေါ်ပေါက်လာခဲ့တယ်လို့သိရပါတယ်။ NUG အဖွဲ့ရာ၎င်းရဲ့လက်အောက်ခံ PDF အဖွဲ့တွေရဲ့ပြည်သူတွေအပေါ်ဖိနှိပ်အနိုင်ကျင့်မှုတွေအကျဉ်းပြတ်လက်ဆောင်မှုတွေအပေါ်တာဝန်ယူခြင်းတာဝန်ခံခြင်းမရှိခြင်း NUG အဖွဲ့ဝင်တွေကြားမှာအကျဉ်းပြတ်လက်ဆောင်မှုတွေမြင့်တက်မှုနဲ့အတူ သဘောထားကွဲလဲမှုတွေမြင့်တက်လာခြင်း NUG အဖွဲ့ရဲ့မျှော်လင့်ချက်အမှားပေးပြီးကိုကျိုးစည်းဝါရှာနေသူတွေကိုပြည်သူတွေသိရှိလာတဲ့အတွက်ထောက်ခံမှုကြဆင်းလာခြင်းတွေလည်းရှိနေတယ်လို့သိရပါတယ် NUG အဖွဲ့ကိုဖွဲ့စည်းခဲ့ပြီးနောက်ငါးနှစ်နီးပါးအတွင်းနိုင်ငံတကာအဖွဲ့အစည်းတွေကထောက်ခံအားပေးမှုအပြေအဝမရှိခြင်း NUG အဖွဲ့နဲ့၎င်းရဲ့လက်အောက်ခံ PDF အဖွဲ့တွေကြားမှာအငင်းပွားမှုတွေပုံပုံဖြစ်လာခြင်းတွေရှိနေတယ်လို့သိရပါတယ် ဒါကြောင့် NUG အဖွဲ့ရလာမယ့်2026ခုနှစ်အတွင်းမှာပြည်စည်းရဝယ်ရှိနေတယ်လို့နိုင်ငံတော်သမ္မတအကြံပေးဟောင်းဖြစ်တဲ့ဒေါက်တာနေစင်လက်ကမြရီတည်င်းဌာနနဲ့ပြုလုပ်တဲ့အင်တာဗျူးအစီအစဉ်မှာ အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာအခုဆိုရင်ဒီ NUG ပေါ့နော်ဒီအကျန်းဖက်အဖွဲ့အစည်းအဖြစ်ဒါကြီးညာထားတဲ့အဖွဲ့အစည်းသူကလက်ရှိမှာဆိုရင်လည်းပြည်ပမှာရောက်နေတယ်နောက်ပြီးတော့ရွက်ောက်ဝဲရိုးဆိုရင်လည်းဒိန်ဒီမျိုးစုံနဲ့ပေါ့နော်ဟန်တာနှောင်ရှက်နေတဲ့အဖွဲ့အစည်းလည်းတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဆရာအနေနဲ့ဒီ NUG အပေါ်မှာဒီအနာဂတ်အလားအလာဘယ်လိုရှိမလဲဆိုတာကိုလည်းသုံးသပ်ပေးပါအောင်ရှင်ဟုတ်နှစ်ပိုင်းကျွန်တော်ပြောချင်တယ်ဗျတပိုင်းကဘာလဲဆိုတော့ပြီးခဲ့တဲ့ပေါ့နော်တမတော်ကနေပြီးတော့ ခဏနိုင်ငံရဲ့အာဏာကိုထိန်းလိုက်တဲ့ကာလပေါ့နော်၄နှစ်ကျော်ကာလ NUG ရဲ့လှုပ်ဆောင်မှုပေါ့ဗျာနောက်အနာဂတ်မှာသူဘယ်အနေထားရောက်သွားတယ်လဲပေါ့နှစ်ပိုင်းလေးကျွန်တော်ပြောချင်တယ်ပေါ့ပြီးခဲ့တဲ့၄နှစ်ကျော်ကာလမှာတော့နိုင်ငံကိုတော့တော်လေးအနောက်ချက်ပေးလိုက်တယ်နော်ဒီနေ့ PDF တို့ဘာလို့ကိစ္စရက်တွေနောက်တိုင်းရင်းသားလက်နက်ကိုင်တချို့နော် NUG နဲ့အဆက်အစပ်ရှိပါတယ်ကျွန်တော်တို့နိုင်ငံကိုတော့တော်တော်ကြီးတော့ဒုက္ခပေးလိုက်ပါတယ်။ဒါပေမဲ့ဘယ်လောက်ထိပေးနိုင်သလဲလို့ပြောလို့ရှိရင် အဲပရမဘိုင်းတော့ကျွန်တော်အလင်းငိုင်နေနေမိတာပေါ့ဗျာအဲနောက်ပိုင်းကျတော့တမရတော့ကနေဆေးရအများကြီးအသာစီးကြသွားပါပြီเนาะအဖြေကလည်းရှင်းသွားပါပြီအားလုံးလည်းသိပါတယ်အဲ့တော့ NUG ကဘယ်လောက်ထိလုံနိုင်တယ်လို့ပြောလို့ရှိရင်သူအတိုင်းအတာတစ်ခုထိလောက်ပဲလုံနိုင်တယ်เนาะသူရဲ့ရီမှန်းချက်ရွယ်ချက်ကိုအောင်မြင်ပေါင်းပြအောင်လို့လုံးဝမလုံနိုင်ခဲ့ဘူးเนาะဒါပြီးခဲ့တဲ့အပိုင်းပေါ့ကျွန်တော်လူလူရှင်းမဲ့ပြောပါပါเนาะအဲ့တော့အနာကမှာဘာဖြစ်မလဲတဲ့အဲ့ဘယ်သူတွေဘလောက်ပဲကျွန်တော်နှောက်ရှက်ရှက်ရုပ်ောက်ပေါ်ရတော့ပြီးသွားမှာရုပ်ောက်ပေါ်ရနေပြီးတော့ဖြစ်ပေါ်လာတဲ့အစောအသစ်တက်လာမှာပေါ့ ဲ့ကြရင် NUG ဘယ်ရောက်မလဲတဲ့ကျွန်တော်တနှစ်ကျော်လောက်ထဲက2026မှာ NUG ပျောက်မယ်လို့ကျွန်တော်ကြိုးပြီးရေးတယ်ဒါဘယ်လိုပျောက်မလဲတော့ကျွန်တော်မရေးဘူးเนาะရေးဖို့မသင့်သေးတဲ့အချိန်မို့လို့ပေါ့ဗျာအဲရွေးကောက်ပွဲဖြစ်လာတယ်ဗျာအစိုးရတက်တက်လာတယ်ရွေးကောက်ပွဲကတစင်ဖြစ်လာတဲ့အစိုးရဖြစ်တဲ့အတွက်ကြောင့်မလို့ legitimate စီပေါ့တရားဝင်မှုရသွားပြီတဲ့အဲ့တော့ဘယ်သူထောက်ခံမလဲလို့ကြည့်လိုက်လို့ရှိရင်သိကြတယ်ဗျာ။ခင်ဗျားတရုတ်ထောက်ခံမယ်ဗျာ။နောက်တစ်ခါကျွန်တော်ရုရှားထောက်ခံမယ်ဗျာ။ဘယ်လာရုစ်ထောက်ခံမယ်ဗျာ နောက်တစ်ခါတဲ့ SCO ဆိုတဲ့ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေးအဖွဲ့အဲ့ဒီနိုင်ငံတွေထောက်ခံမယ်ဗျာ BRICS အေကျွန်တော်ထောက်ခံမယ်ဗျာအဲ့ကျွန်တော်ရွေးကောက်ဝယ်ပြီးလိုက်တာနဲ့ကျွန်တော်နိုင်ငံရဲ့เนาะအစိုးရအသစ်ကိုထောက်ခံမဲ့ဟာအများကြီးဖြစ်ပါပြီအဲ့တော့စန့်ကျင်မဲ့အင်အားရှိတဲ့ကျွန်တော်နိုင်ငံကြည့်မယ်ဆိုရင် US ပြောလို့ရတယ်ပေါ့เนาะ US ကဒီနေ့ US မှာလဲကျွန်တော်တို့က Trump ရဲ့အနေအထားကိုကြည့်တဲ့အခါကျတော့မြန်မာနိုင်ငံကိုကြီးကြီးမားမားသူ့ရဲ့မူဝါဒကနှောက်ယှက်ပေးဖို့မလုပ်ခဲ့လဲလို့ပြောရင်အဲ့လောက်ကြီးသူမလုပ်ခဲ့ဘူး တခြား CIA တို့ဘာလို့ကိစ္စရောက်ကြောင်းပြောတော့ဘူးနော်အစိုးရအနေနဲ့ပဲကျွန်တော်ပြောမယ်ဆိုတော့ तू ကဘာလဲလို့ပြောရင်ကျွန်တော်ကကိုဂျိုးစီဝါပဲဗျနော် American ကျွန်တော်အကျိုးစီဝါဖြစ်မယ်ဆိုခဲ့လို့ရှိရင်ဂျန်နာဖြူရင်လည်းဖြူလို့ရတယ်မဲရင်လည်းမဲလို့ရတယ်ထူထူခြားခြားလေးတစ်ခုရှိတယ်ဗျအဲ့ဒါအဲကျွန်တော်တို့သူ့တန်ယုံတွေကိုဘာညွှန်ကြားထားလဲဆိုလို့ရှိရင်နိုင်ငံကြီးရဲ့ရွေးကောက်ပွဲမှာကိုကဝင်ရောက်ဆွတ်ဖက်တာတွေဟန်တာတွေမလုပ်ပါနဲ့အဲ့ဒီကအဖြေအထွက်နေတယ် အဲ့တော့ဘာကြောင့်သူတို့မသိတာလဲမသိတာလားမသိကြအောင်ဆောင်တာလားကျွန်တော်တော့မသိဘူးရွေးကောက်ပွဲပြီးလာပြီနောက်နှစ်လမှအဖြေထွက်မယ်နော်အစိုးရတဲ့ဖွဲ့ထားပြူလာလွှတ်တော်ခေါ်တာဒါတော့ကျွန်တော်တလားလောက်နှစ်လားလောက်ကြာရင်လဲကြာကောင်းကြာမှာပေါ့အဲ့ဒါပြီးရနေကျွန်တော်နိုင်ငံရဲ့ရွေးကောက်ပွဲတွေဖြစ်လာတဲ့အစိုးရကိုနိုင်ငံအများများကအတိမပြုတ်လိုက်ပြီးဖြစ်တဲ့အတွက်ကြောင်းမလို့ legitimacy ဆွဲတရားဝင်မှုရသွားပြီအဲ့တော့ NUG ဖေရောက်သွားမလဲအဲ့တော့ကျွန်တော်တို့နိုင်ငံတကာနဲ့ဆက်ဆံဖို့ထိတွေ့ဖို့ နောက်တစ်ခါအမေရိကန်ရဲ့အကျိုးစီးပွားအတော်အသင့်ရနိုင်ဖို့အတွက်ကိုဘယ်အစိုးရကကျွန်တော်တို့ကအကောက်ထက်ဖို့ပေးနိုင်မလဲနိုင်ငံသားဆက်ဆံရေးကိုဖြစ်လာတဲ့အစိုးရပဲလုပ်ပေးမှာပဲလေအန်ယူဂျာတရားမဝင်တော့ဘူးလေ automatically သူကဘေးရောက်သွားပြီဒါမှမဟုတ်ကျွန်တော်ကပြောတဲ့ NUG ဘေးရောက်ပါမယ်လို့နော် NUG 2026ကျရင် မရှိတော့ပါဘူးလို့ပြောတာပေါ့နော်အဲ့တော့ NUG အနေထားအဲ့လိုရှိပါတယ်